မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံခရိုင်ရွေးကောက်ပွဲရုံးမိုက်ခွဲခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့က February 22ရက်နေ့ည7:50မိနစ်အချိန်မှာရန်ကုန်တိုင်းတန်လျင်မြို့နယ်အောင်မင်္ဂလာတက်လမ်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံတောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှာမိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ညအချိန်မိုက်ပေါက်ခွဲတဲ့ဟာအလွန်ကျေလောင်ပြီးတော့တန်လျင်မြို့နယ်ကပြည်သူအများစုကြားလိုက်ရတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။မိုက်ပေါက်ခွဲတဲ့ကတော့အတော်ကိုချေပါတယ်။ညတကောင်ရဲ့အချိန်မှာဆိုတော့အိတ်နေရင်းနဲ့ကိုအကုန်လန်တော့ကုန်တော့ပါလို့တန်လျင်ဒေသခံတအုပ်ကပြောပြထားပါတယ်။မိုက်ပေါက်ခွဲမှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီကခရိုင်ရွေးကောက်ပွဲရုံးရဲ့ပတ်ဝန်းကျင်ကိုပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။အထူးသဖြင့်တန်လျင်ဒရာအနီးမှာလည်းပိတ်ဆို့စစ်ဆေးမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့တန်လျင်ဒေသကင်းထောက်တရင်အရေးမြစ်ကပြောကြားထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမြို့နယ်တံပူလာတိုက်နယ်ရဲစခန်းကနေထိုင်ရဲဒူးတက်ချက်မျိုးကြီးကိုစားတော့ဆိုင်မှာပြစ်ခတ်တိုက်ခိုက်ရာတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖေဗူလာ22ရက်နေ့မနက်7:00ကျော်ကမှအောင်လံမြို့နယ်တံမူလာတိုက်နယ်ရဲစခန်းကနေထိုင်ရဲဒူးတက်ချက်မျိုးကြီးဟာ တံမူလရွာထိပ်လမ်းဆောင်မှာရှိတဲ့ဥလောကြီးစားတောက်ဆိုင်မှာစားတောက်နေတဲ့အချိန်ဒေသကာကွယ်အဖွဲ့တခုကဝင်းရောက်ပြက်ခတ်တိုက်ခိုက်ရောပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့နေထိုင်ရဲဒုတက်ချက်မျိုးကြီးဟာတံမူလတိုက်နယ်နယ်မြေရဲစခန်းမှာအကြမ်းမဆက်တက်နဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းနှလုံးသုံးလုံးများဘောလုံးဒိုင်များစီကနေပြီးတော့လိုင်းကြီးများကောက်ခံရမှနာမည်ဇွန်းနဲ့ကြော်ကြားနေသူဖြစ်တယ်လို့သိရပါဗျ။အောင်လန်တံမူလတိုက်နယ်ရဲစခန်းကနေထိုင်ရဲဒုတက်ချက်မျိုးကြီးဟာ တန်မူလရွာထိပ်လမ်းဆောင်ကဥလိုကြီးရဲ့စားတောက်ဆိုင်မှာစားတောက်နေတော့ဒေသကာကွယ်ရေးအဖွဲ့တွေကမနက်၈နာရီကျော်လောက်ကဝင်ပြီးတော့ပြစ်ခတ်ရှင်းလင်းခဲ့တာတေဆုံးသွားပါတယ်တနက်နဲ့၆ချက်လောက်ပြစ်ခတ်ရှင်းလင်းလိုက်တယ်လို့သိရတယ်ရဲဒုတက်ကျမျိုးကြီးရဲ့ခေါင်းတွေရင်ဘတ်တွေမှာထိမှန်ပြီးတော့တေဆုံးသွားတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းကော်တောင်းမြို့နယ်မှာစစ်တပ်အတွက်ရိခါပို့ခြင်းစစ်မှုထမ်းခိုင်းရန်လူသစ်စုဆောင်ပေးတဲ့စစ်တပ်ဒေါက်တိုင်ရန်အောင်ပြစ်ခတ်ခံရပြီးတော့ပေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဖေဖော်ဝါရီလ22ရက်နေ့မိုးလယ်နံနာရီကအချိန်မှာကော်တောင်းမြို့နယ်ရှမ်းကိုချေးရွာအုပ်စုအောင်တရာချေးရွာအနီးစစ်တပ်တောက်တိုင်လဲဖြစ်စံဖို့ပါတီဝင်လဲဖြစ်တဲ့ရန်အောင်ကိုကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ပကဖကရှောင်းတခင်ဝင်းရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်တက်ရိတ်ခါတဲတဲ့နေရာမှာအုံပြုတဲ့၎င်းရဲ့ကိုပိုင်ကားကိုလည်းမိရှုဖြတ်စည်းလိုက်တယ်လို့သိရပါတယ်သူကအောင်တရာရွာသားပါစစ်တပ်ကိုရိတ်ခါသွားဖို့မဲ့အချိန်ရှောင်းတခင်ဝင်ရောက်ပြီးတော့ရှင်းလင်းခဲ့တာပါကားပေါ်ကစစ်တပ်စခန်းကိုပို့မဲ့စားနဲ့ရိတ်ခါတွေကိုတော့ရလိုက်တယ် ကားကိုလည်းမီးရှို့လိုက်ပြီလို့ကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်။သေဆုံးသူစစ်ကောင်စီတောက်တိုင်ရန်အောင်ဟာစစ်ကောင်စီတပ်အတွက်စားနပ်ရိက္ခာများလက်နက်ခဲယမ်းများကိုတည်ယူပို့ဆောင်ပေးခြင်းနဲ့တော်လိုင်းသမားများရဲ့တရင်များကိုစုံစမ်းထောက်လန်းကစစ်ကောင်စီထံကိုပေးပို့ခြင်းစစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်းရာမှာ အားကျုံမန္တပါဝင်ဆောင်ရွက်ခြင်းများကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်မှုကိုရပ်တန့်ဖို့အတွက်တော်လိုင်းတပ်ဖွဲ့များကအချိန်ချင်းသတိပေးခဲ့တယ်လို့သိရပါတယ်။ကော့တောင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတရင်ပေးများအုပ်ချုပ်ရေးမှုများရာအိမ်မှုများပြူစောတိများအပါအဝင်စစ်ကောင်စီရဲ့ထောက်တိုင်အားလုံးအနေနဲ့အချိန်မနှောင်းငယ်ပြည်သူဘက်ကိုရက်တည်ပြီးတော့ပြည်သူနဲ့ပူးပေါင်းပါဝင်ပေးကြပါရန်ပြည်သူဘက်မှာရက်တည်ခြင်းမရှိတဲ့မြေသူကုံမစိုးထိရောက်စွာအရေးယူသွားမှာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်ညောင်ကိုင်းကျေးရွာနဲ့တဲစီတော်ကျေးရွာတို့ကတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကစစ်သားများနဲ့ပြူစော်တိများဟာစားနဲ့ရိတ်ခါပြတ်လက်တဲ့အတွက်စခန်းကနေဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရွှေဘုံမြို့နယ်ညောင်ကိုင်းကျေးရွာနဲ့တဲစီတော်ကျေးရွာတို့မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့အထိုင်းစခန်းရဲ့စားနဲ့ရိတ်ခါပို့တဲ့လမ်းကြောင်းများကိုတော်လိုင်းတပ်များက 2022ခုနှစ်ကတည်းကပိတ်ဆို့ခဲ့တယ်လို့သိရပါတယ်။အချိန်များစွာကြာမြင့်တဲ့အခါမှာစားနေရိတ်ခါပြတ်တောက်ပြီးတော့မနေ့ကဖေဖော်ဝါရီလ22ရက်နေ့မနေ့3နာရီအချိန်မှာစစ်တပ်အထိုင်စခန်းများကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ထွက်ပြေးသွားတဲ့စစ်သားများနဲ့ပြူစောတိများဟာဇီးပြူကုန်းရွာမှာရှိတဲ့စစ်တပ်အထိုင်စခန်းကို ပြောင်းရွှေ့ပြီးတော့တွားရောက်ပူးပေါင်းခဲ့တယ်လို့သိရပါဗါးအဲ့ဒီကြေးရွာများကအကြမ်းဖက်စစ်သားများနဲ့ပြူစောတိများထွက်ပြေးသွားတဲ့အချိန်မှာကြေးရွာထဲမှာနှိမ့်ဆက်ညင်ပန်းခံထားရတဲ့ပြည်သူတို့ကြံနေခဲ့တယ်လို့သိရပါဗါးကြံခဲ့တဲ့ပြည်သူများဟာလည်းစားနေရိတ်ခါအခက်အခဲများကိုကြုံတွေ့နေကြောင်းကြေးရွာထဲကိုဝင်ရောက်ခဲ့တဲ့သူတွေက ပြန်လည်ပြောပြထားပါဗါးအဲ့ဒီပြူစောတိရွာနှစ်ရွာကရိတ်ခါပြတ်နေတာကြားပါပြီး မွေးရတဲ့ကျွဲတွေနွားတွေဝက်ကြက်စိတ်တွေလည်းအကုန်ကုန်ပြီးစံမရှိလို့စပားတွေကိုမောင်းနဲ့ထောင်းပြီးစားနေကြရတာလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။စားနေရိတ်ခါစေဝါပြက်လက်မှုကြောင့်တဲသီးရောရွာကဖုန်ကြီးเจ้าကเจ้าတိုင်းဖုန်ကြီးဥကဝိဟာလဲအစားအစာစေဝါပြက်လက်ပြီးတော့ဖေဗူလာ18ရက်နေ့ကပြန်လည်တော်မူသွားတယ်လို့သိရပါတယ်။အချက်မဲ့စစ်တပ်ကရွှေဘုံမြို့နယ်ညောင်ခိုင်းကြီးရွာနဲ့တဲသီးရောကြီးရွာတို့မှာ2022ခုနှစ်ကတည်းကအထိုင်ချတပ်ဆွဲထားခဲ့ခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဗကိုးတိုင်းနတ်တလင်းမြို့နယ်စီစုံကုန်းရွာမှာ PDF တပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့စစ်တပ်ထောက်တိုင်လေမယားနှစ်ဦးကိုပြစ်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ22ရက်နေ့မနက်8:00နာရီခွဲအချိန်ကမှနတ်တလင်းမြို့နယ်စီစုံကုန်းရွာမှာ PDF တပ်ဖွဲ့များရဲ့သတင်းများကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်ထောက်တိုင်အောင်မြင့်နဲ့မယားဖြစ်သူတင်ွယ်စန်းတို့ကိုပြည်သူ့ကာကွယ်တပ်မတော်တာယာဝတီခရိုင်အမှတ်1တပ်ရင်း P23801 တပ်ခွဲနှင့် Phoenix GF ကတော်လိုင်းရဲဘော်များကဝင်းရောက်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတယ်အောင်မြင်တယ်မရဖြစ်သူတင်ရဲစန်းတို့ဟာစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူများကိုချိမ့်ချောက်အနိုင်ကျင့်ခြင်း PDF တပ်ဖွဲ့များရဲ့လှုပ်ရှားမှုများကိုစောင့်ကြည့်ပြီးတော့စစ်တပ်ထံကိုတရင်ပေးဖို့ခြင်းမြို့ပေါ်မှာစစ်တပ်နဲ့ပူးပေါင်းနေတဲ့ချင်းငွေလုပ်ငန်းများမဟာမိုက်ခရိုဖိုင်နန့်ကိုရွာထဲကိုဝင်ကိုင်းကတော်လိုင်းတပ်ဖွဲ့များရဲ့လှုပ်ရှားမှုများကိုပါလိုက်လံစုံစမ်းကိုင်းခြင်းများကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗျ။စီစုံကုန်းရွာပြင်ကသူတို့နေတဲ့ရတဲ့တောင်နားမှာခေါင်းကိုတနက်နဲ့တစ်ချက်စီပြစ်ခတ်ရှင်းလင်းခဲ့တာ သူကစစ်ခွေးတွေစီကိုတော်လိုင်းတပ်ဖွဲ့တွေရဲ့လှုပ်ရှားသွားလာတာတွေကိုသတင်းပို့နေတာစီစုံကုန်းရွာကပြည်သူတွေရဲ့နေအိမ်တွေကပစ္စည်းတွေကိုလည်းစစ်ခွေးတွေတည်ယူရမှာလဲအကူအညီပေးနေတယ်လို့ Phoenix DF တပ်ခွဲမှုရဲဘော်နဂါးလေးကပြောပြထားပါတယ်။တရားဝတီ KI အမှတ်တတရဲ B23801 တပ်ခွဲနှစ်အနေနဲ့အကြမ်းဖက်စစ်သားရဲပြူစောတိနဲ့စစ်တပ်ထောက်တိုင်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာလှုပ်ရှားခြင်းမျိုးမပြုလုပ်ကြရန် Phoenix DF တက်ခွဲမှုရဲဘော်ငကားလေးကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းများကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လိုင်းရင်းမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ ားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့အလေက MBK ကုန်တိုက်အပအဝင်ထိုင်းနိုင်ငံတဝမ်းလုံးမှာနိုင်ငံသားသားများကိုပြစ်မှတ်ထားဖမ်းဆီးတဲ့အချိန်တရားမဝင်နေထိုင်တဲ့မြန်မာနိုင်ငံသားများပါအဖမ်းခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဖေဖော်ဝါရီလ22ရက်နေ့ကဘန်ကောက်မြို့မှာရှိတဲ့ MBK စင်တာကိုထိုင်းအာဏာပိုင်များကပိတ်ဆို့ဆစ်ဆဲမှုများလှုပ်ဆောင်ရမှာဈေးဆိုင်များမှာအလုလုနေတဲ့အထောက်ထားမဲ့မြန်မာအလုသမားများဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ MBK မှာအလုလုနေတဲ့မြန်မာတွေအဖမ်းခံနေရတယ်ဖမ်းနေတဲ့အချိန်မှာ ပတူနန်းနဲ့ MBK ဘက်ကိုမလာဖို့နှိစရာမြန်မာတွေအချင်းချင်းသတိပေးတဲ့ message ကြီးရပါတယ်သူတို့ဝင်စစ်တာကစိုင်းတွေကိုဝင်စစ်တာလမ်းသွားလမ်းလာတွေကိုတော့မတင်ကာမှပဲစစ်ဆေးတယ်လို့ပြောတယ်မြန်မာတွေ၁၀ရောက်ကျော်လောက်ပါသွားတယ်ကုန်တိုက်ဈေးဆိုင်တွေမှာအလုလုနေတာလို့ဘန်ကောက်မြို့မှာ၄နှစ်ကြာနေထိုင်ခဲ့တဲ့မြန်မာတအူးကပြန်လည်ရှင်းပြထားပါတယ်အလားတူပဲဖေဖော်ဝါရီလ22ရက်နေ့မနက်ပိုင်းကထိုင်းနိုင်ငံပထုံထားနေခရိုင်ခေါလွန်မြို့ ထိတ်ခွန်ချောင်းဆွဲ15လမ်းမှာရှိတဲ့တန်းရအဆောင်များကိုထိုင်းအာဏာပိုင်များကဝင်ရောက်ဆက်ဆဲခဲ့ပြီးတော့ TM30 မတိုင်ကြားတဲ့မြန်မာများ ရက်လွန်ရက်တွေနေထိုင်သူများနဲ့အထောက်ထားမဲ့မြန်မာများဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ထိုင်းအစိုးရကကြားဖြတ်နှိမ်နှင်းရေးကိုအရှိန်ဟုန်မြင့်တင်ပြီးတော့လှုပ်ဆောင်လာတဲ့အချိန်မှာဗန်ကောက်ချင်းပိုင်နဲ့မဲဆောက်မြို့များမှာပါမြန်မာများအပါအဝင်နိုင်ငံသားများရွှေပြောင်းအလုပ်သမားများကိုဥတီပြီးတော့စစ်ဆေးဖမ်းဆီးမှုများအရှိန်ဟုန်မြင့်တင်လှုပ်ဆောင်လာခြင်းဖြစ်တယ်လို့ထိုင်းရောက်မြန်မာများကပြောဆိုနေကြပါတယ်။အရေးမကြီးရင်ဒီအပိုင်းအတွင်းမှာအပြင်ကိုတိတ်မထွက်သင့်ဘူးချင်းပိုင်လိုအစစ်ဆေးနေတဲ့နေရာမှာတော့အစစ်ဆေးတွေတအားကျန်းနေတယ်အခုကတရားဝင်အထောက်အထားစာရွက်စာတမ်းတွေရှိရင် ်လဲဗတ်မှာပါတဲ့လိပ်စာမတူတာတို့ PM တတိလိပ်စာမတူတာ ED visa တွေရစ်တာတွေအရန်ကိုဖြစ်နေတယ်တရားဝင်ဆိုရင်တော့မှသူတို့ဘက်ကမကြည်ပြူရင်ပြန်ပို့ခံရနိုင်ပါတယ်ကိုယ်နိုင်ငံမှာအခြေအနေမကောင်းလို့စစ်မှုထမ်းကိုရှောင်ကျဉ်လို့ထိုင်းနိုင်ငံကိုရောက်လာရင်တူတူတိတ်တိတ်နေတာပို့ပြီးတော့ကောင်းလိမ့်မယ်လို့ထိုင်းရောက်မြန်မာများကိုထိုင်းဘာသာစကားတင် जा ပေးနေသူချင်းမိုင်ကဆီယမတအုပ်ကပြန်လည်ပြပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မလေးရှားနိုင်ငံဆလန်ဂေါပြည်နယ်ကလန်းမဲယူစေးကြီးကို မလေးရှားအာဏာပိုင်များကဝင်ရောက်စီးနင်းရမှာအထောက်ထားမဲ့တဲ့မြန်မာနိုင်ငံသား930ဦးဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလေးရှားအာဏာပိုင်များကကလန်းမဲယူဇေးကြီးကိုဒီနေ့ဖေဖော်ဝါရီလ22ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး Operasi ဖမ်းဆီးမှာအထောက်ထားမပြည့်စုံတဲ့သူ630ဦးကိုဖမ်းဆီးခံလိုက်ရတယ်လို့သိရပါဗျ။ဖမ်းဆီးထိန်းသိမ်းခံရသူများဟာအင်ဒိုနီးရှား9ဦး၊ဘင်္ဂလားဒေ့ရှ်65ဦး၊အိန္ဒိယ9ဦး၊နီပေါ်တအုပ်နဲ့မြန်မာနိုင်ငံသားအယောက်930ဦးတို့ပါဝင်ကြောင်းကလန်းမှာ ေထိုင်နေတဲ့မြန်မာနိုင်ငံသားတဦးကပြန်လည်ပြပြထားပါရယ်အဲ့ဒီဈေးကိုဒီကနေ့မနက်ပိုင်းကစပြီးတော့အော်ပရာစီဝင်စည်းနေတာပါအဲ့ဒီဈေးထဲမှာရှိတဲ့အလုပ်သမားတွေအကုန်လုံးကမြန်မာတွေများတယ်အထောက်ထားမရှိတဲ့သူတွေများပါတယ် UN ကကန်ဆောင်ထားပြီးတော့အလုပ်လုပ်နေတာတွေလည်းရှိတယ်ကျွန်တော်တို့ကြားသိရတဲ့ကတော့မြန်မာနိုင်ငံသားအယောက်930လောက်အဖမ်းခံလိုက်ရတယ်လို့ပြောတယ်လို့ပြန်လည်ပြပြထားပါရယ်လက်ထောက်ညွှန်ကြားရေးမှူးချုပ် Jeffrey Ambuk Taha က စုစုပေါင်း628ဦးထဲမှာအသက်18နှစ်ကနေ58နှစ်ကြားရှိတဲ့အမျိုးသားနဲ့အမျိုးသမီးတွေပါဝင်ကြောင်းသတင်းတော်များကိုပြောကြားခဲ့တယ်လို့မလေးရှား Gazette သတင်းဌာနကရေးသားထားပါတယ်။ဖမ်းဆီးခံရသူများကိုမလေးရှားလာဝကဥပဒေနဲ့ဆက်လက်ပြီးတော့အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးတော့သက်ဆိုင်ရာနိုင်ငံအသီးသီးကိုပြန်လည်ပို့ဆောင်သွားမှာဖြစ်တယ်လို့မလေးရှားသတင်းဌာနများကရေးသားနေကြပါတယ်။မလေးရှားအာဏာပိုင်များကအခုရက်ပိုင်းအတွင်းမှာကလန်၊ပူးချောင်း၊ KL ၊ရှားလန် ပင်းန်းစတဲ့နေရာများကိုရုတ်တရက်စီးနှမှုများလှုပ်ဆောင်နေတဲ့အတွက်ကြောင့်အသွားလာများကိုဆင်ခြင်ကြဖို့လိုအပ်ကြောင်းရခိုင်အဖွဲ့အစည်းမှလောက်ကင်နေသူတို့ကပြန်လည်ပြောပြထားပါရယ်အရေးကိစ္စမရှိဘဲနဲ့အပြင်ကိုလုံးဝသွာလာတာမျိုးကိုမလုပ်ဖို့အရေးကြီးပါတယ်ဒီကာလကအရန်ကိုအဖမ်းဆီးတွေများတယ်ကလန်းပူးချွန် KL ပြီးတော့ရှာလန်ပင်းန်းစတဲ့နေရာတွေကိုရုတ်တရက်ဝင်ပြီးတော့စီးနှင်းတာတွေကိုလှုပ်တယ်ပြီးတော့ မြန်မာဆိုင်တွေကိုလည်းဝင်စီးတယ်အနေထိုင်သွားလာစင်ကျင်ကြောက်ကိုလိုပါတယ်လို့ပြောပြထားပါတယ်မလေးရှားနိုင်ငံမှာအခုရက်ပိုင်းအတွင်းမှာနိုင်ငံသားသားများနေထိုင်တဲ့နေရာများကိုဝင်ရောက်စီးနေဖမ်းဆီးခြင်းနဲ့စက်ရုံများအလုပ်ရုံများအပါအဝင်နိုင်ငံသားသားအများပြားနေထိုင်တဲ့နေရာများကို မလေးရှားအနာပိုင်များကဖမ်းဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ညနေ6:00နာရီကျော်လောက်ကလည်းထိုင်းမလေးရှားနယ်စပ်တနေရာမှာမလေးရှားနိုင်ငံထဲကိုဝင်ရောက်လာတဲ့ကလေးတအုပ်အပါအဝင်မြန်မာနိုင်ငံသား29ဦးထပ်မံဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ဖမ်းဆီးခံတဲ့သူတွေထဲမှာကလေးတအုပ်အပါအဝင်အမျိုးသမီး23ဦးနဲ့အမျိုးသား15ဦးတို့ပါဝင်ပြီး၎င်းတို့အားလုံးကိုမလေးရှားလက်ဝကဥပဒေနဲ့အညီအရေးယူထားပြီးတော့မြန်မာနိုင်ငံဘက်ကိုပြန်လည်ပို့ဆောင်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ